အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ချင်းသေးတွင်းနှင်းကနေလွတ်မြောက်အသက်ရှင်ခဲ့တဲ့သူတယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ ခါလဒက်ပြင်ဘီလာရှာဇမ်မင်းဆုံးသွားတော့မေဒီအမျိုးဒါရီမင်းကနိုင်ငံတော်ကိုသိမ်းယူပြီးဘရင်ဖြစ်လာပါတယ်။ဒိုင်ရင်လာဟာထူးခြားတဲ့သူဖြစ်မဲ့ဒါရီမင်းကတိလို့သူ့ကိုတိုင်းပြည်ကမင်းအရာရှိတွေကိုအုပ်ချုပ်စေပါတယ်။အဲ့ဒီမင်းအရာရှိတွေကဒိုင်ရင်လာကိုမနာလိုကြတဲ့အတွက်အပြစ်တင်ခွင့်ရှာကြပါတယ်။ဒိုင်ရင်လာဟာတစ္ဆာနဲ့ပြည်စုံပြီးအပြစ်တစ်စုံတစ်ခုမှမရှိတာကြောင့်အပြစ်တင်ခွင့်ရှာလို့မရကြပါဘူး။ဒါနဲ့သူတို့ကဒိုင်ရင်လာဟာဘုရားသခင်ကိုတစ်နေ့၃ချိန် မှန်မှန်ဆူတောင်းမှန်သူတို့သိလို့ဒါရီမင်းမင်းကြီးရလွဲလို့အခြားသောသူကိုဖြစ်စေဖះကိုဖြစ်စေရ30အတွင်းဆူတောင်းတဲ့သူနဲ့ချင်းသေးတွင်းချင်းပြစ်ချစေဆိုတဲ့အမိန့်ထုတ်ပြန်လိုက်ပါလို့အကြံပေးလိုက်ပါတယ်။ဒါနဲ့ဒါရီမင်းလည်းမပြောင်းလဲတော့မေရီပီရတိဓမတ်သက်အမိန့်အတိုင်းတည်စေဆိုပြီးတစိမ့်ခတ်ပေးလိုက်ပါတယ်။အမိန့်စာအစ်စ်ထွက်လာတဲ့အကြောင်းဒိုင်နာကြားပေမဲ့သူ့အိမ်ကိုပြန်သွားပြီးသူ လုံနေကြအတိုင်းပြတင်းပေါက်ရှိမှတနေ့၃ကျင်းဒူးထောက်ပြီး ဘုရားသခင်ကိုဆုတောင်းပြီးကျေးဇူးတော်ချီးမွမ်းပါတယ်။အဲဒီလိုဆုတောင်းနေတာကိုမနာလိုတဲ့မင်းအရာရှိတွေကမြင်တဲ့အခါမှာဒါရီမင်းကြီးစီပြေးသွားပြီးဒိုင်လာဆိုတဲ့သူဟာမင်းကြီးအမိန့်ကိုမနာခံပဲသူ့ဘုရားကိုတနေ့၃ချိန်နေ့တိုင်းဆုတောင်းနေပါတယ်လို့ရှောက်ထားလိုက်ပါတယ်။ဒါရီမင်းလည်းအဲ့စကားကိုကြားတော့အယံနောင်တရပြီးဒိုင်လာကိုဘလို့ကဲတင်နိုင်မလဲလို့တနေ့ကုန်စဉ်းစားနေပါတော့တယ်။ဒါပေမဲ့သူတစိုက်ခတ်ထားတဲ့အမိန့်စာကိုသူကိုယ်တိုင်တော့ပြန်ပြင်လို့မရပါဘူး။ ဒါနဲ့ချင်းတိတွင်းတဲ့ဒါရင်လကိုပြစ်ချဖို့အမိတ်ပေးလိုက်ရပါတော့တယ်။အဲဒီညမှာဒါရင်လအတွက်ဒါရီမင်းကစိတ်ပူလွန်းလို့အိတ်လူတော်မပြောပါဘူး။မနဲ့မိုးလင်းတော့ ကျင်းတဲ့တွင်းစီအ мян ဆုံးပြေးသွားပြီးတွင်းဝကနေဒိုင်ရင်လာကိုမင်းရဲ့ဖျားကမင်းကိုကယ်ရဲ့လားလို့ငိုကြွေးတဲ့အတန်နဲ့မေးလိုက်ပါတယ်။အဲ့ဒီအခါဒိုင်ရင်လာကဒါရီမင်းကိုဘုရားသခင်ရဲ့ကောင်းကင်တမန်ကကျင်းသေးရဲ့ပါဇက်ကိုပိတ်ထားပေးတဲ့အတွက်ကျွန်တော်ကိုအန်ဒီရဲ့မပြုတ်ကြပါဘူးလို့ဖြေလိုက်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ဘုရားသခင်ရှေ့မှာကျွန်တော်ကအပြစ်ကင်းပါတယ်။အရှင်မင်းကြီးကိုလည်းမပြစ်မှားပါဘူးလို့ပြောလိုက်တော့ဒါရီမင်းလည်းအလွန်ဝမ်းမြောက်ပြီးတွင်းထဲကနေဒိုင်ရင်လာကိုဆွဲတင်ဖို့အမိန်ပေးလိုက်ပါတယ်။ ဒိုင်ရင်လာမှာထိခိုက်ဒဏ်ရာလည်းတစ်ခုမှမရှိပါဘူး။အဲ့ဒီနောက်မင်းကြီးကဒိုင်ရင်လာကိုဆွဆွဲတဲ့သူတွေကိုမယားနဲ့တကွချင်းသိတွင်းနေပစ်ချလိုက်လို့အမိန်ပေးလိုက်ပါတယ်။အဲ့ဒီလူတွေကိုတွင်းနေပစ်ချလိုက်တာနဲ့ချင်းသိအစာဖြစ်သွားကြပါတယ်။အဲ့ဒီနောက်မှာဒါရီကငါအုပ်ချုပ်တဲ့ကာလမှာအားလုံးပဲဒိုင်ရင်လာကိုကိုယ်နဲ့ဖျားသခင်ကိုကြောက်ရွံ့ယူသေးရမယ်။အဲ့ဒီဖျားကဒိုင်ရင်လာကိုချင်းသိရဲ့ရန်ကနေကယ်တင်လိုက်ပြီးဆိုတဲ့အမိန်ကိုထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ။အဆုံးအထိနားတော်ပေးတဲ့အတွက်ဂျေဇူးတင်ပါတယ်ခင်ဗျာ။